ဘာစီလိုနာတင်းကျယ်ဝင်ရာမဲကသူနဲ့ PSG တင်းတိုက်စစ်မှုဒမ်ဘီလီတို့ပါဝင်ရှေ့ပိုင်းမှာစပိန်နဲ့ပြင်တဲ့တဲ့ Nation League Semi-final ပွဲစဉ်ဟာလွန်ဒီယိုဆူတဲ့အဆုံးပြတ်မဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ရာမဲကလွန်ဒီယိုဆူကိုမဲပေးရမယ်ဆိုရင်တိရစ္ဆာန်ကောင်းတဲ့ဥစားသမားကိုရွေးချယ်မှာလား။ဒါမှမဟုတ်ကြာသပတေးတွေပွဲမှာနိုင်ရတဲ့သူကိုရွေးချယ်မှာလား။ကျွန်တော်ကတော့ဒီဘက်မှာနိုင်ရသည့်ဖြစ်စေရှုံးနေသည့်ဖြစ်စေတိရစ္ဆာန်ကောင်းတဲ့ဥစားသမားကိုပဲမဲပေးပါပါ။ဒီဘက်မှာကျွန်တော်ဒါမှမဟုတ်ဒမ်ဘီလီတို့တစ်ခုကိုဖြစ်သွားရင်ဘယ်သူကိုမဲပေးမှာလဲ။အင်းဝင်နေမှာကစားမဲ့သူကိုလားလို့စပိန်ရုပ်သံကာဒီနာကိုပို့ပြောခဲ့တာပါ။ စပိန်နဲ့ပြင်သစ်အသင်းတို့ဟာ Nation League Semi-final ပြင်ထိပ်တိုက်တွေ့ဆုံရမှာဖြစ်ပါတယ်။ဂျာမန်နဲ့တမ်ဘီလီတို့ဟာဒီရာဒီမှာကလပ်နဲ့နိုင်ငံအသင်းတို့ချေဆွမ်းပြသနေတာကြောင့်2025ခုတွေ့တဲ့ရှင်မြေမဲ့ဘလော့ဒီရိုဆိုကိုရရှိဖို့ရည်ပန်းစားနေကြတာပါ။ဂျာမန်ကဘာစီလိုနာအသင်းကိုပြည်တွင်းပလာ၃လုံးရရှိအောင်ဆွဲဆောင်ပေးနိုင်တယ်လို့တမ်ဘီလီက PSG အသင်းကို Champions League ပလာပါဝင်စူပလာ၄လုံးရရှိအောင်ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ရာမဲကတော့ Nation League Semi-final ပွဲစဉ်မှာပြသမဲ့စွမ်းဆောင်ရည်နဲ့ Bologna ရောစုကိုဆုံးဖြတ်မှာမဟုတ်ဘူးလို့ပြောခဲ့တာပါ။ဒါအပြင်ရာမဲကသူဟာလာမယ့်နှစ်မှာ Champions League plan နဲ့ဘောက်ကလားတစ်ခုစလုံးကိုရယူနိုင်ဖို့စူးစမ်းသွားမယ်လို့လည်းပြောခဲ့ပါဗျာ။အသက်18နှစ်အရွယ်ကြီးရာမဲက Barcelona အသင်းရဲ့ပြိုင်ဖက် Real အသင်းနဲ့ပြောင်းရွှေ့ဖို့စဉ်းစားခဲ့ခြင်းမရှိဘူးလို့လည်းပြောခဲ့တာပါ။ Spain အသင်းတွက်စကူဝဲပေါင်ကစားထားပြီး Liverpool အတွင်းပါ Euro 2024 Champions ကိုရယူထားတဲ့ရာမဲဟာနိုင်ငံအသင်းနဲ့အတူနောက်ထပ်စုကလားပြီး Nation League ဘလောက်ကိုရယူနိုင်ဖို့ပြင်ပထားနေတာဖြစ်ပါတယ်။